ားလုံးတော့ကျွန်တော်ရဲ့ဗီဒီယိုမိတ်ဆွေများမင်္ဂလာပါဒီတစ်ခါတော့မိတ်ဆွေတို့အတွက်ကျွန်တော်ဖြတ်ကျော်လာမဲ့ဘဝဖြတ်လျှောက်သွားမဲ့ဘဝမှာဘယ်အသက်ပိုင်းခြားနေမှာကိုယ့်အတွက်ကံဆုံးမှုတွေကြာရောက်လာနိုင်လဲဆိုတဲ့အပိုင်းကိုကျွန်တော်ဗီဒီယိုကနေစဉ်အသက်ပိုင်းခြားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေတာသမီတွေအတွက်လည်းတနင်္ဂနွေဒီအသက်ပိုင်းခြားမှာဆိုကိုယ့်အတွက်ကံဆုံးမှုတွေဖြစ်ပေါ်တတ်တယ်တနင်္လာအင်္ဂါပေါ်တခုကြာရပါလိမ့်စက်နေစသဖြင့်ဒီလို အသက်ပိုင်းခြားတွေအသက်ပိုင်းခြားတွေမှာကုတ်တက်ကန်ဆုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့ဒီအသက်ပိုင်းခြားကဘယ်ကိုရောက်နေတဲ့အသက်ပိုင်းခြားလဲလို့ပြောမယ်ဆိုရင်တော့ဘေဒင်ကိန်းကနဲရစနေတက်ရောက်ဆိုတဲ့စနေဂျူရောက်ရှိနေတဲ့အပိုင်းခြားဖြစ်ပါတယ်။အဲ့တော့ဒီလို စနေတက်ရောက်မျိုးမှာတော်တော်များများဟာလုပ်ငန်းအဆင်မပြေဖြစ်တာမျိုးတွေအိမ်ဆောင်ရေးအဆင်မပြေဖြစ်တာမျိုးတွေတရားတပေါင်းအမှုအခင်းအချုပ်နှောင်ထောင်စသဖြင့်ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတွေ့ကြုံရတာမျိုးတွေနောက်ဆုံးဘဝပြတ်သွားတဲ့အထိဖြစ်ပေါ်တာမျိုးတွေ ကျွန်တော်တို့ဗီဒင်ဟောတဲ့တက်တန်းတွေမှာတွေ့ရှိရပါတယ်အကောင်လုံးဖြစ်တယ်လို့တော့ဆိုလိုခြင်းမဟုတ်ပါဘူးဒါပေမဲ့စနေတက်ရောက်တော့အနေနဲ့အများဒုက္ခပေးလေးရှိပါတယ်ဒုက္ခပေးတာနဲတာနဲ့ဒုက္ခပေးတာများတာပဲกว่าတော့မှာဖြစ်ပါတယ်အဲဒါဘာလို့ကျွန်တော်ဒီစနေတက်ရောက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတို့ကိုပြောပြနေရလဲဆိုတော့ဒီလိုအသက်အပိုင်းခြားမျိုးမှာကိုယ့်ရဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေပြောဆိုမှုတွေ အဲကိုယ့်ရဲ့စီးပွားရေးလူမှုရေးစားရှိတဲ့ကိစ္စတွေမှာချင့်ချိန်တောင်းတက်ဆင်ကျင်ပြီးတော့လှုပ်ဆောင်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ကံစိုးမှုတွေအထိုက်လျောက်ပြပြပြီးတော့ကောင်းမွန်တဲ့အနေအထားရရှိဖို့အတွက်သတိပေးခြင်းအဖြစ်တော်၎င်းမိษွေတို့ကိုသိရှိစေရန်အတွက်တော်၎င်းပြောပြပေးခြင်းဖြစ်ပါတယ်အဲတော့ကျွန်တော်တို့တနင်္ဂနွေတာသမီတွေစနေတက်ရောက်ဘယ်အသက်ပိုင်းခြားတွေမှာရောက်လဲလို့ပြောမယ်ဆိုရင်အသက်9နှစ်73နှစ်20နှစ်29 38 ကျွန်တော်တို့တရတက်တရကိုအပိုင်းခြားဒီမှာကျွန်တော်စနေတက်ရောက်ကြာရောက်နေခြင်းဖြစ်ပါတယ်ဒီလိုစနေတက်ရောက်ကိုကြာရောက်ပြီးဆိုလို့ရှိရင်ခဏကကျွန်တော်ပြောတဲ့အချက်လေးတွေဖြစ်ပေါ်တတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ပြောတဲ့အသက် အပိုင်းခြားဒီမှာတကယ်လို့ကိုယ်အနေနဲ့အဲစီးပွားရေးပြတ်ခဲ့တယ်အဆင်မပြေမှုတွေကြုံတွေ့ရတယ်ခက်ခဲမှုတွေ ရှိခဲ့တယ်ဆိုလို့ရှိရင်ကိုဖြတ်ကျော်ခဲ့တဲ့အသက်ပိုင်းခြားတွေမှာရှိခဲ့တယ်ဆိုရင်ဒီအောက်က comment တွေမှာကျွန်တော်တို့ရေးမယ်ဆိုရင်ရေးထားလို့ရပါတယ်ပေါ့နော်တခြားလူတွေလည်းဒီအသက်ပိုင်းခြားတွေမှာဆင်ခြင်နိုင်အောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တနင်္လာသားသမီးတွေအတွက်ဆက်ပါမယ်တနင်္လာသားသမီးတွေအသက်၄နှစ်အသက်၁၂နှစ်အသက်20 28 36 44 52အသက်60အသက်68အသက်86 84 92အသက်100အသက်108နှစ် ဒီလိုအသက်ပိုင်းခြားတွေမှာခဏကကျွန်တော်ပြောတဲ့စနေတက်ရောက်ကိုဖြတ်ကျော်အောင်မယ်အပိုင်းခြားဖြစ်ပါတယ်အဲ့တော့ကိုလည်းအအခုဆိုရင်ကျွန်တော်အသက်30ကျော်40တယ်ဆိုရင်အရှိမစနေတက်ရောက်နဲ့ပတ်သက်ပြီးဖြတ်ကျော်ခဲ့တဲ့နှစ်တွေအများကြီးရှိပါတယ်အဲ့ဒီနှစ်တွေမှာကိုယ့်အတွက်အဆင်ပြေလားခက်ခဲလားစသဖြင့်ဒီလိုအပိုင်းခြားလေးတွေကြုံတွေ့လာတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment မှာကောင်းခြင်းဆိုခြင်းတချို့ကတော့အဆင်မပြေတာရှိလို့အဆင်ပြေတဲ့လူတွေလည်းရှိကောင်းရှိမှာပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂါသားသမီးတွေဆက်သွားအင်္ဂါသားသမီးတွေကကျွန်တော်အသက်3နှစ် အသက်17နှစ်အသက်19အသက်20နှစ်ခွန်အသက်35အသက်43အသက်81အသက်59အသက်60ခွန်အသက်85အသက်83အသက်69အသက်100ခွန်အဲ့ဒီနှစ်အပိုင်းခြားတွေမှာဆိုရင်အင်္ဂါသားသမီးတွေကစံသေးတက်ရောက်ကိုဖျက်ကျော်နေတဲ့အချိန်ဒီအပိုင်းခြားဖြစ်ပါတယ်အဲ့တော့ကိုကလည်းအခုရောက်နေတာလူလက်ပိုင်းဆိုရင်ကိုဖျက်ကျော်ခဲ့ရတဲ့ဒီဘဝမှာကို့အတွက်ဒီအသက်ပိုင်းခြားတွေမှာဘယ်လိုမျိုးလဲအဆင်ပြေလားအဆင်မပြေမှုတွေဖြစ်လား အားနည်းမှုအသာချက်တွေကိုကျွန်တော်ဒီဗီဒီယိုကွန်မန့်မှာရေးသားပေးခဲ့လို့ရပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဗောဓဟူသားသမီးတွေဗောဓဟူသားသမီးတွေအသက်2နှစ်အသက်10နှစ်အသက်16နှစ်20နဲ့6 34 42နှစ်အသက်50အသက်58 66 49 80 2နှစ်အသက်60 68 106နှစ်ဒီလိုအသက်ပိုင်းခြားတွေမှာစနေတက်ရောက်ကိုဖြတ်ကျော်နေတဲ့အသက်ပိုင်းခြားတွေဖြစ်ပါတယ် အဲ့တော့မိမိတို့လည်းမိမိတို့ရဲ့အသက်ပိုင်းခြားဒီမှာအခုခဏကျွန်တော်ပြောလို့ပေါ့လူလက်ပိုင်းရောက်ရှိသွားပြီးအသက်ကြီးပိုင်းရောက်ရှိသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအသက်ပိုင်းခြားဒီမှာဘလိုမျိုးတွေအခက်အခဲတွေဖြစ်လဲဘလိုမျိုးတွေအဆင်မပြေမှုတွေဖြစ်လဲဆိုတာဒီအောက်က comment လေးဒီမှာကျွန်တော်တို့ရေးထားခဲ့လို့ရပါတယ်ဆက်လက်ပြီးတော့တွေ့ကြုံလာမယ်ကျွန်တော် January သားသမီးတွေဖြစ်ပါတယ် January သားသမီးတွေအသက်၈နှစ်၁၆နှစ်၂၀နဲ့၄၃၀နဲ့၄၈၆၉63 80နှစ်80 88အသက်96နှစ်နောက်တစ်ခါအသက်104နှစ်ဒီလိုအသက်ပိုင်းခြားတွေမှာကျွန်တော်တို့စနေတက်ရောက်ကိုကြော်ဖြတ်နေတဲ့အသက်ပိုင်းခြားတွေဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုဒီပိုင်းခြားမျိုးမှာကိုယ့်ရဲ့အနေထိုင်အပြောဆိုအပြုမူအဲစသဖြင့်စင်ကြယ်နိုင်လောက်စင်ကြယ်နိုင်မယ်ဆိုကိုယ့်တော့ပုံမို့ပြီးတော့ကောင်းမွန်စေပါတယ်ဆက်လိုက်ပြီးတော့ကျွန်တော်တောက်ကြသားသမီးတွေရဲ့စနေတက်ရောက်ရရှိနိုင်တဲ့အသက်ပိုင်းခြားတွေကိုပြောကြပြောပြပေးပါမယ်အဲကျွန်တော်6နှစ်

ခအသက်105နှစ်ဆိုတဲ့အပိုင်းခြားတွေမှာစနေတက်ရောက်ကိုရောက်ရှိနေတဲ့အပိုင်းခြားတွေဖြစ်ပါတယ်။အဲတော့အားလုံးပဲခொနည်းသားသမီးတွေကိုကျွန်တော်ဒီစနေတက်ရောက်ကိုဖျက်ကျော်မယ်အသက်အပိုင်းခြားတွေကိုပြောပြပေးပြသွားပြီဖြစ်ပါတယ်။ဒီလိုအပိုင်းခြားတွေမှာဖျက်ကျော်ခဲ့တာလည်းရှိမယ်။ရှေ့လာမဲ့အနာဂတ်မှာလည်းဒီလိုစနေတက်ရောက်တွေကိုဖျက်ကျော်အောင်မှာရှိပါတယ်။အဲဒီခါကျရင်မိတ်ဆွေတို့အနေနဲ့ကိုယ်အနေနဲ့သတိထားမိဖို့အတွက် ဆင်ကျင်နိုင်မှုအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်တကယ်လို့စနေတက်ရောက်ရောက်တယ်ကိုယ်အနေနဲ့အရန်အဆင်မပြေဘူးအခက်အခဲတွေများစွာကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ကျွန်တော်ရည်ရည်လေးနှစ်ခုပြောပြပေးပါမယ်နံပါတ်1ဇေဒီပထိုးတွေကိုတန်ရှင်းအဝါပေါ့တပြက်စီလဲတန်ရှင်းရေးပြုလုပ်အောင်မှာဖြစ်ပါတယ်ဖုန်းကြောင်းနေတဲ့အိမ်သာအများဆုံးအိမ်သာတန်ရှင်းရေးပြုလုပ်အောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘောပြက်ရည်ရည်ရပေါ့ဘောပြက်ရည်ရည်ရဆိုတော့အရင်တော့ကတော့ကျွန်တော်တို့ရှေ့ပေတင်တွေကတော့ဒီလမ်းစုံလမ်းလေးကွာတို့ဇရက်တို့မှာအိတ်ခိုင်းတယ် ်အခုကိခါနေကဘလို့မအိတ်လို့အရှင်မပြေဘူးအဲ့တော့ကိုအိမ်ရှိဘုရားရှင်မှာပဲစောင်းမရှိချင်းတော်မရှိခေါင်းမရှိနဲ့အင်းကြီးအစုပ်ပြဲတွေကိုဝုတ်ပြီးအိတ်ပါစနေနေ့ညမှာမနေ့မိုးလင်းသွားပြီဆိုလို့ရှိရင်အဲ့အင်းကြီးဝတ်စားတွေပစိုးတွေကျွန်တော်တို့အကုန်လုံးယူပြီးတော့ကြွတ်ကြိတ်တဲ့ထဲ့ပြီးတော့ရေစီးတန်နဲ့ချောင်းမြောင်းတော်ကောင်လမ်းဆောင်လမ်းလေးဘက်မှာတကောင်ငါ့တန်နင်ခံလို့ပြောပြီးတော့ပြစ်ပေးပါဒါဆိုလို့ရှိရင်မိတ်ဆွေတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအထိုက်လျောက်ကျွန်တော်တို့တန်ကောင်းလာပါလိမ့်မယ် အားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ကို share လုပ်ပေးခြင်းအပြင်ကူညီပါလို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံအပ်ပါတယ်